အားလုံးပဲမင်္ဂလာပါခါစောကူညီပေးရနေမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးအားဆိုရင်တော့ strawberry ကြိုက်တဲ့မိတ်ဆွေများအတွက်အိမ်မှာ strawberry ဆိုင်ကြီးလေးကိုလာရောက်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ strawberry ဆိုင်ဖို့အတွက်ဆိုရင်တော့ strawberry ဒီလေးကိုဓာတ်နဲ့ချက်ချင်းခွဲလိုက်ပါချက်ချင်းခွဲပြီးတော့ဗောနော်ရတဲ့အချမ်းလေးကိုကျွန်တော်တို့ဒီမြေဆွေးထည့်ထားတဲ့အိုးလေးတဲကိုထည့်လိုက်ပါခင်ဗျထည့်ပြီးသွားရဲ့ဆိုရင်တော့အပေါ်ရန်မြေဆွေးလေးအသားလေးဖုံးထားပါဖုံးပြီးသွားရဲ့ဆိုတော့ရေလေးမောင်းမောင်းလေးဖြန့်ပြီးထားပါခင်ဗျ ဟုတ်ကဲ့ခုနှစ်ရက်ကြာတဲ့အခါမှာဆိုရင်တော့ဒီ strawberry ပြိုးပင်လေးတွေကိုပေါက်တာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီ strawberry ပေါက်ပြီဆိုတာနဲ့ကျွန်တော်ဒီပြိုးပင်လေးတွေကိုတပင်ကြီးစီကျွန်တော်တို့မြေဆွေးထည့်ထားတဲ့ခွက်လေးတွေကိုပြောင်းပြီးတော့ဆိုက်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုက်ပြီးသွားရင်ဆိုရင်တော့ကျွန်တော်တို့ရေလေးတွေနဲ့အမောအမားလေးဖြန့်ပေးလို့ရပါတယ်ခင်ဗျာဒီနေရာမှာဆိုရင်ကျွန်တော်အားစိလေးတွေလည်းသုံးပေးလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ရက်30ကြာတဲ့ခါမှာဆိုရင်တော့ဝူဝေဆာဆာနဲ့လှပနေတဲ့ strawberry ပင်လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီချိန်မှာဆိုရင်တော့ကျွန်တော်တို့ကော်ဇလာခွက်လေးကိုကျွန်တော်တို့ပြောင်းပြီးတော့ဆိုက်ရမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ဒီကော်ဇလာခွက်လေးကိုဒါကျွန်တော်တို့ဝရန်ဒါရှိမှာဒါနေအောင်ကြီးအလေးအောင်ရတဲ့ဘက်မှာကျွန်တော်တို့တက်ဆင်ထားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့စကားကွက်ရဲ့အပေါ်မှာလည်းဒါကျွန်တော်တို့ဒါရေတံဝူဝူကြီးအမမောကျွန်တော်ကိုကာကူလာဘူးကြီးဆပ်လိုက်ဘူးကြီးတွေကိုကျွန်တော်တို့အပေါက်လေးဖောက်ပြီးတော့ရင်ပေးဖို့အတွက်ထားရမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အဲ့နောက်နားချက်တန်လေးတစ်ထုပ်ဝင်ခဲ့ပါခင်ဗျာဒီနားချက်တန်လေးတစ်ထုပ်ဒါကျွန်တော်တို့ကဒီဘိုက်ဖြစ်ကျွန်တော်တို့အသုံးပြဖြစ်ပါတယ်ဒီနားချက်တန်အထုပ်လေးကိုဒါကျွန်တော်တို့အစွန်းတစ်ဖက်ကိုကျွန်တော်ကက်ကြီးလေးနဲ့ဖြတ်လိုက်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့နောက်မှာဆိုရင်တော့ဒီဇလားခွက်လေးကိုကျွန်တော်တို့ဒါမျောစာပဲဖြစ်ဖြစ်ဒါမြည်ကြီးအမုံပဲဖြစ်ဖြစ်ပေါ့နော်ဒါကျွန်တော်တို့ထည့်လိုက်ပါမပြည့်တိပြည့်လေးထည့်လိုက်ပါထည့်ပြီးရင်နောက်မှာဆိုရင်တော့ကျွန်တော်စိုက်ဖို့အတွက်ပေါ့နော်ဂျင်းနေရာလေးကိုကျွန်တော်ခွက်ပုံစံလေးနဲ့ကျွန်တော်ချက်လိုက်ပါခင်ဗျာ ဟုတ်ကဲ့မိတ်ဆွေတို့ကျင်းပေါ်ပြီးွားပြီဆိုရင်တော့ strawberry ပင်လေးတွေကိုစပြီးတော့စိုက်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကျင်းပေါ်ပြီးွားပြီဆိုရင်တော့ဒီ strawberry ပင်လေးတွေကိုစပြီးတော့စိုက်လို့ရပါပြီခင်ဗျဟုတ်ကဲ့ပါဆက်ပြီးရတော့မှဆိုရင်တော့ဒါရေပူတဲ့ကိုရေပြည်လေးဖြည်းဖြည်းအားဖြင့်ကျွန်တော်ရေသွင်းမှာဖြစ်ပါတယ်။ဟုတ်ကဲ့ရေသွင်းပြီးရတော့မှဆိုရင်တော့ဒါကျွန်တော်တို့ဒီအချိန်မှာဆိုရင် အပင်အားစေးလေးလည်း ကြွေးမယ်ဆိုရင်ကြွေးပြလို့ရပါတယ်ခင်ဗျရပောင်း60ကြာတဲ့ခါမှာဆိုရင်တော့အသီးဝင်လေးတွေဝင်နေတယ်ဒါကျွန်တော် strawberry ပဲလေးတွေကိုမိတ်ဆွေတို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီချိန်မှာဆိုရင်တော့ဒါကျွန်တော်တို့ဘိုလိုတက်ပါတဲ့ဟာအာယုံတက်ပါတဲ့ဟာဒီလိုမျိုးအရာတွေကိုပေါ့နော်ဟော်မုန်းတက်ပါတဲ့ပေါ့နော်အသီးပွင့်လေးကျွန်တော်ဆေးလေးကြွေးပြမယ်ဆိုရင်တော့ဒါကျွန်တော်အပွင့်ကြွေရလဲနေမယ်အသီးလုံးတွေကစတင်ပါတယ်ခင်ဗျအရသာလဲဒါချူချူမွေမွေဖြစ်ပါတယ်ခင်ဗျ ဟုတ်ကဲ့အဒီကေလုံးလေးကျွန်တော်တို့တော်တော်လေးမြင်ရပြီဆိုရင်တော့ဒါမြောစာလေးကျွန်တော်တို့တပင်အနှဲငယ်စီကျွန်တော်ကြွေးมาဖြစ်ပါတယ်ဒီမြောစာလေးတော့ဘေးထဲမှာထားရမယ်ဆိုတော့ကျွန်တော်တို့ရေးကြတဲ့နေရာလေးမှာဆိုရင်အောက်မှာထားပြရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ရပောင်း85ရကြာတဲ့ခါမှာဆိုရင်တော့မိတ်ဆွေတို့မြင်တွေ့တဲ့အတိုင်း ွဲကြနေအောင်တီးနေတဲ့ strawberry ပဲလေးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီကမိတ်ဆွေတို့အနေနဲ့ strawberry တီးလေးကိုချုံချုံမေမေနဲ့စားလို့ရပါတယ် strawberry ဖြော်ရည်လေးဖြော်သားလို့ရပါတယ်ခင်ဗျာဒါအပြင်ဒါကျွန်တော်ဘာလုပ်လို့ရဆိုရင် strawberry wine ကြိုက်တဲ့သူတွေတဲ့ wine လုပ်ပြီးတော့သားလို့လည်းရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးနေကြတဲ့မိတ်ဆွေတူတူတယောက်ချင်းစီအားလုံးကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးအရဆိုရင်မိတ်ဆွေတို့အကျိုးရှိရဆိုရင်တော့အပေါင်းလေးနဲ့ပြီးအသေးလေးပေးသွားပါတော့နောက်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြမယ်ခင်ဗျာ